အစာအဆိတ်သင့်ခြင်းဆိုတာအရေးပေါ်စီကူတာရေးဌာနတွေမှာကြုံတွေ့ရလေရှိရဲ့ပြဿနာတစ်ခုဖြစ်ပါတယ် food poisoning လို့ကျမတို့လွယ်လွယ်ကူကူပဲသိလို့ရတယ်နားလည်လို့ရပါတယ်အစာဆိတ်တင်ခြင်းတွေကိုကျမတို့ကယောဂါရှာဖွေအတည်ပြုနိုင်ဖို့အတွက်ဆိုလို့ရှိရင်စဉ်းစားကြရအချက်တွေအများကြီးရှိပါတယ်။ food poisoning ဖြစ်စေတဲ့ယောဂါတွေပိုးမွားရဆိုလို့ရှိရင် implant မှာကျေပြန့်တဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မို့ကျမတို့က ဒီဖြစ်စေတဲ့ပိုးမွားတွေအကောင်တွေပေါ့နော်ဒါရီဆင်မတို့တကောင်ကြီးစီလိုက်ပြီးတော့ဆွေးနွေးပြီးတော့ယောဂါရှာဖို့အတွက်ဆက်ဆက်ဆက်ပြီးတော့ရှေ့ဆက်စဉ်းစားရတဲ့စာလို့ရှိရင် food poisoning ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲဘာတွေဖြစ်တတ်တယ်လဲအဲဆိုးကျိုးဖြစ်နိုင်တဲ့အကောင်တွေဆိုလို့ရှိရင်တော့ကျမတို့လွယ်လွယ်ကူကူနဲ့ရှာဖွေ နိုင်ဖို့ရန်အတွက်လိုအပ်မယ်ပေါ့နော်အဲတိတ်ပြီးတော့ပြင်းပြင်းထန်မှုမရှိဘူးဆိုလို့ရှိရင်လည်းဒါကိုကျွန်တော်ခွဲခွဲကြတိနိုင်ဖို့လိုအပ်တယ်ဘယ်ကောင်တွေကတော့ပြင်းထန်လေဘယ်ကောင်တွေကတော့မပြင်းထန်အောင်လဲဆိုတော့ကျွန်တော်နားလေးဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီ food poisoning နဲ့ပတ်သက်ပြီးတော့ခါကြတော့အခြေခံစဉ်းစားချက်တွေအကြောင်းကိုအရင်ဆုံးသိဖို့လိုအပ်မယ်ဒါနဲ့ပတ်သက်ပြီးကျွန်မကနက်ဦးရှင်းပြပေးသွားမယ်ပေါ့နော်ဆိုတော့အပိုင်းပိုင်းလေးခွဲပြီးတော့ခါကြတော့ food poisoning နဲ့ပတ်သက်ပြီးတော့ key points လေးတွေသိရန်အတွက်ကိုကျွန်မပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ emergency မှာလာပြီဆိုလို့ရှိရင် အဲအသက်အဲဒီမှာ scenario လေးတခုပေါ့နော်ကလေးအသက်ချောင်းနဲ့အဲကိတ်မုတ် စားလိုက်တယ်စားပြီးတော့၃နိုင်လောက်ကြာတဲ့အခါမှာအော့အန်နေပေါ့နော်ဖျားမတက်ဘူးဒါဆိုဆံမတို့ဘာစဉ်းစားမလဲပေါ့နော် food poisoning ဖြစ်တယ်လို့ဆံမတို့ယူဆမယ်ပေါ့နော်တခြားသောအကြောင်းအရာတွေလောလောဆယ်မစဉ်းစားဘူးသူအော့အန်နေဆိုတဲ့အကြောင်းရင်းကဆံမတို့အများကြီးစဉ်းစားကြရရှိတယ်ဒါပေမဲ့လည်းအစားစားထားတဲ့ history တခုရှိတဲ့အတွက်ကြောင့်ဒါကိုဆံမတို့က food poisoning ဆိုပြီးခါကြတော့ကတည်းကယူဆလိုက်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်နိုင်လဲ question က what is the likely cause ဘာကြောင့်ဖြစ်တာလဲ ဘာစစ်မလဲပေါ့နော်ဒီတကယ်လို့များခုမှစစ်ဆေးစရာ test ကြီးရှိခဲ့မယ်ဆိုလို့ရှိရင်ဒီကလေးတွေမှာအဆင်ပြေဆုံးဖြစ်မလဲပေါ့နော်ဘလို့ test ကအဆင်ပြေဆုံးဖြစ်မလဲ အဲတကယ်လို့သာပို့ပြီးတော့ဆိုးလာမယ်ဆိုရင်ကျွန်တော်တို့ရင်းမြစ်ထဲမှာဒေတာကနေပြီးတော့ဒီကလေးကိုပို့ပြီးတော့ဒီတိတိကျကျဆေးနိုင်တယ်တိတိကျကျကုသပေးနိုင်တဲ့နေရာကိုကျွန်တော်တို့ညွှန်ပို့မယ်ဆိုလို့ရှိရင်ဘလို့အချိန်မှာညွှန်ပို့မှာလဲပေါ့နော်ဘလောက်တိစောက်မှာလဲအဲဒီနေ့မသက်သာလို့ဆိုလို့ရှိရင်နောက်နေ့အဲ့လိုပဲဆက်ပြီးအန်နေမယ်ဆိုလို့ရှိရင်ထပ်ပို့မှာလာဒါမှမဟုတ်လို့ရှိရင်လည်းပဲဘလို့မျိုးယောဂရှောက်ဖွေရန်အတွက်စဉ်းစားတဲ့ workflow နဲ့ကျွန်တော်တို့လိုင်ရောညီတွေဖြစ်အောင်လို့လိုက်နာပြီးတော့ခါကျတော့စစ်ဆေးသွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိဖို့လိုအပ်တယ်ပေါ့နော် အဖြစ်ကတော့ကျွန်တော်များသောအားဖြင့်ဖြစ်တဲ့ဒါလေးလိုမျိုးအချိန်တိုတွင်းမှာဖြစ်တတ်တယ်အနေထားဆိုလို့ကျွန်တော်တို့ bacteria တွေ staphylococcus aureus ပေါ့နော်ဒီ enterotoxin သူအားထုတ်တဲ့ဒီတောက်ဆင်ကြောင့်မလို့ဖြစ်တဲ့ဒါဖြစ်တယ်။ဘာလို့ကြာလို့လဲဆိုဘာမှလို့ကြာမလို့ notice တဲ့ supportive ကအနေဆိုလို့ရှိရင်ကျွန်တော်တို့ကလေးကိုရေထဲဖြည့်ပေးမယ်ပေါ့နော်တောက်နေတယ်ဆိုလို့ရှိရင်ရေထဲဖြည့်မယ်မတောက်နိုင်ဘူးဆိုလို့ရှိရင်လည်းပဲကျွန်တော်တခြားတနည်းနဲ့ဒါယောဂကကုသစီစဉ်ပေးတဲ့ manage လုပ်ပြီးတဲ့ဒီဆရာဝန်တွေစီးပညာရှင်တွေကနေပြီးတော့သူ support တွေကယ်လုပ်ပြီးလိုက်မှာပေါ့နော်အဲ့တော့ဘာမှဆက်ပြီးတော့စစ်ဆေးကြအောင်လို့တကယ်လို့ထပ်ပြီးတော့အဲ့ဒီကိစ္စကတောက်လျှောက်ရှိနေရဲဆိုလို့ရှိရင်ကြတော့အနေရရှိနိုင်တဲ့အနေအထားဖြစ်လာပြီဆိုလို့ရှိရင်အဲ့လောက်ဒီအရေးတဲ့ဒီခန်းဆောင်နေပြီ dehydration ဆိုတဲ့အနေအထားဖြစ်လာပြီဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းပဲကလေးရဲ့ mental state ပေါ့နော်သူရဲ့ဒီစိတ်အဲမလက်မကြီးတာဖြစ်လာတာဒီကလေးက e လာတာစသည်ဒါမျိုးတွေအသက်ဆောင်နေကလေးတယောက်အနေနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဒါကိုကျွန်မတို့ refer ဖို့ကိုစဉ်းစားမှာ ဒါကလည်းပဲကျွန်မတို့ laboratory ဘိုင်းကနေဒါရိုက်လုပ်ရမလို့အဓိကကျွန်မတို့ကသိသိချင်းတဲ့ idea ဒီမှာပြောချင်တာကဒီလိုမျိုးဆက်ဆက်ပြီးပြီးချင်း အဲယောဂလက္ခဏာစပြရတယ်ဆိုတော့အနေထားဟာအင်မတန်မှတူတောင်းတဲ့အချိန်ကာလဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလို Mr. Flugoge Aureus and Introduction ကိုစဉ်းစားမယ်။ဘာစစ်စေးရစစ်စေးကြလို့လဲဆိုတော့ကျွန်တော်ဘာမှစစ်စေးရမလို့ပေါ့နော်။ဒါကဘာလဲဆိုလို့ရှိရင်လူတယောက်ဆက်တယောက်စားနှစ်ယောက်စားလို့ကျွန်တော်တို့တွေ့ရတဲ့အနေထားပေါ့နော်။တကယ်လို့များအစုလိုက်ပြုံလိုက်ဖြစ်လာပြီဆိုလို့ရှိရင်ရောပေါ့နော်။ဒါမျိုးကျွန်တော်တို့မုံစားပြီးတော့ပြဿနာအဲ LN ဆိုတဲ့ကိစ္စကိုမှကျွန်တော်အလူပွဲတွေစသည်အားဖြင့်အဲ့လိုနေရာတွေမှာလူတွေအဲဆယ်ဆယ်ဆယ်ကနန်းရာကနန်းချီပြီးတော့ကြတော့ဒီလက္ခဏာတွေပြလာမယ်ဆိုလို့ရှိရင်ကျွန်မ ဘယ်လိုလုပ်ကြအောင်လဲပေါ့နော်အဲ့တော့ဒါတွေသိနိုင်မှုအတွက်ဆိုလို့ရှိရင်အရင်ဆုံးကဘယ်လိုအကောင့်နေကြဖြစ်တဲ့ဒါတွေ Smart Smart Stack WordPress Aureus ဖြစ်တယ်လို့ကျွန်မတို့နားလေအဲ့တော့တခြားသူကျွန်မတို့ဖြစ်နိုင်တဲ့အနေအထားတွေဖြစ်နိုင်တဲ့ setting တွေ scenario တွေပေါ့နော်ကိတ်မုံမဟုတ်ဘူးလေကျွန်မတို့တခုခုပေါ့နော်အဲရွာလူဘွေးရနေပြီးတော့ခါကြတော့ဒီဟိုပဲဟင်းနဲ့အချင်းသုတ်ကိုစတဲ့ဒါမျိုးတွေစားပြီးတော့ခါကြတော့ online ဖြစ်လာပြီးဆိုလို့ရှိရင်အဲ့လိုအစားအစာမျိုးတွေကတော့ဘယ်လိုမျိုးပိုးကောင်နေကြအောင်လို့ဒီ food poisoning အနေအထားကိုဖြစ်ပေါ်စေတတ်လဲပေါ့ဒါကိုကျွန်မတို့ကသိထားဖို့လို့ဆိုတော့ဒါကအကြမ်းမြစ် idea ဖြစ်တယ်ပေါ့နော် scenario နဲ့ကျွန်မတို့ကစဉ်းစားတတ်စေ ေရအတွက်ကိုဒီလိုမျိုးလေးကနေဦးပြောကြားပေးရဖြစ်ပါတယ် အဲ့တော့ကျမတို့ဒီဖုတ်ပွားခြင်းနဲ့ပတ်သက်ပြီးတော့ဟာကြတော့ landing objective ပေါ့နော်ကျမတို့တင်ယူတဲ့သင်တန်းသားတွေအနေနဲ့ဟာဘာသိစေချင်လဲဆိုတော့ဟာကြတာဖုတ်ပွားခြင်းတွေကျမတို့အခြေခံလက္ခဏာတွေပေါ့နော်သူဖြစ်တဲ့ယောဂလက္ခဏာအခြေခံအုပ်စုတွေဖွဲ့ခြားနိုင်ရမယ်အခုဆိုဒီကလေးဆိုလို့ရှိရင် all and all ဆိုတဲ့အုပ်စုတွေမှာပါတယ်ဒါကြောင့်ကျမတို့ဒီဒါကိုဘယ်လိုစစ်ဆေးမလဲဆိုတဲ့ idea ကိုကျွန်တော်ဦးတည်ထားဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကျမတို့ syndrome diagnosis ပေါ့ဟိုဖျားတယ်လို့နောက် all and all ဘိုက်အောင်စသည်ဒါမျိုးတွေကို syndrome alike ပေါ့နော်အစုသူ့ရဲ့လက္ခဏာစုတစ်ခုနဲ့လာပြီဆိုလို့ရှိရင်ဒါကိုကျမတို့ဘယ်လို diagnose လုပ်မလဲခက်မြင်နေကျမတို့ rapid assessment ဲ့လုပ်မလဲပေါ့နော်ဖြားရလားဝမ်းသွားရလားသွေးပါလားစသဖြင့်ထိုင်မျိုးတွေကျွန်တော် rapid assessment checklist နဲ့ကျွန်တော်လုပ်ပြီးတော့ခါကြတော့လိုအပ်လို့ရှိရင်စစ်ဆေးမယ်နောက်ကြ refer လုပ်မယ်ပေါ့နော်ပို့ပြီးတော့ခါကြတော့တိတိကျကျတိကျကျစစ်ဆေးကုသနိုင်တဲ့နေရာကျွန်တော်တွဲဖို့မယ်ဆိုလို့ရှိရင်ဘယ်လိုနေထိုင်မျိုးဖြစ်အောင်အဲကျွန်တော်စဉ်းစားဘယ်လိုနေထိုင်မျိုးနဲ့ကျွန်တော် live ညီတူပြန်စဉ်းစားမလဲပေါ့နော်ကျွန်တော်တို့ရှိမှ workflow တွေဘာကြီးလိုမလားပေါ့နော်ဒါမျိုးကျွန်တော်စဉ်းစားနိုင်စီရဲ့အတွက်ကိုရည်ရွယ်ပြီးတော့ခါကြတော့ကျွန်တော်ပို့ချခြင်းဖြစ်တယ်ဒီခါကျွန်တော်တို့ point of guidance ကျွန်တော်တို့လက်ထဲမှာရလာပြီးဆိုရင်ကျွန်တော်တို့ point of guidance ကိုကျွန်တော်တို့ပို့ချခြင်းဖြစ်တယ်ဒီခါကျွန်တော်တို့ 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 point of guidance ကို လို့ရှင်အစာတွေကိုစစ်မှာလာဒါမှမဟုတ်ရှင်လူနာရှိရရတွေဒီ unbed နောက်ပြတ် machine တို့ဒါတွေကိုသုံးပြီးစစ်မှာလာတခြားတော့ကျမတို့အဲတွေး1နေစစ်မှာလာပေါ့ဒါဆိုဒါမျိုးတွေကျမတို့ကဒီလိုမျိုး laboratory sample တွေရိုက်ပြီးတော့ဟာကြတော့ point of care test တွေနဲ့ live view တွေပြအသုံးချမလဲဆိုတော့လည်းပဲသိဖို့လိုတယ်တခါကျမတို့ referral criteria ပေါ့နော်ဒါတွေကျမတို့ကအပေါ်ဆောင်ဘူးသူတာနေသိဖို့လိုရပါတယ်ဟိုကိုကိုတိုင်းကျမတို့ဒီဟို refer လုပ်ဖို့ရန်အတွက် criteria တွေစွန့်ပြစ်ကြမလို့ဒါပေမဲ့လည်းပဲယောဂကုသရေးလုပ်ငန်းစဉ်မှာကျမတို့ laboratory ဘိုင်းကနေပြီးတော့ပါဝင်ဖို့လိုရတယ်ပေါ့ဒါကြောင့်ကျမတို့ဒီ refer criteria ကိုသိရမယ်တခါကျမတို့ outbreak ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ပေါ့နော်သူအစုလိုက်ပြောင်းလိုက်အများပြအဲ့လိုမျိုးဖူပိုင်းစင်တွေဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်းပဲဘလုံးနေသားမျိုးနဲ့ကျွန်တော် laboratory test တွေကိုစစ်ဆေးကြမလဲတခုခုတန်ရရှိတယ်ဆိုလို့ရှိရင် rapid test နဲ့အရင်စစ်ပြီးတော့မှ confirmation test နဲ့ဆိုရဲသွားရဲဆိုရဲဟာမျိုးပါဘလို့ချင်းနေများကျွန်တော်တို့လုပ်တင်တယ်လဲဆိုတာကိုလည်းသိဖို့လိုရတယ်ဒါကြောင့်ကျွန်တော်တို့ဒီ learning objective နဲ့ပတ်သက်ပြီးတော့ဒီဒီအဓိကအားဖြင့်ဒီ၄၀ကိုကျွန်တော်တို့ကသိရှိဖို့ရန် address ကိုဥတီပြီးတော့ခါကြတော့ပို့ချခြင်းဖြစ်ပါတယ် core concept အနေနဲ့ကကျွန်တော်တို့အရင်ဆုံး food poisoning ဖြစ်ဖြစ်တတ်တဲ့ အဲ type စီပေါ့နော်အမျိုးသားယူကနဘူးဒါအဲသဘောတရားအပြင်နားလည်ရပြောကြပြီးသွားမယ်အဲတကူကကျွန်တော် infectious cause ပေါ့နော်ပိုးဝင်တဲ့ cause တွေအဲဒီကောင်လည်းကျွန်တော်ဒီအကောင်ကြောင်းဖြစ်တယ်ပဲကျွန်တော်လွယ်လွယ်မှတ်ကြအောင်ပါဆိုနော် bacteria ရှိမယ် virus ရှိမယ် parasite ရှိမယ်ဥပမာကျွန်တော်ဒီမှာဆိုလို့ရှိရင် e coli ပေါ့နော် h coli ပေါ့သူကဒီကျွန်တော် highlight ထားတာပါဘာလို့ဆိုလို့ရှိရင်သူကတော်တော်လေးအပြင်းပြင်းထန်ထန်ဖြစ်စီတဲ့အဲ food poisoning မျိုးစားဖြစ်တယ်အခက်မျိုးလို့ရှိရင်အသက်ဆုံးဆုံးဆုံးရှုံးတတ်တယ်ပေါ့ရာကျွန်တော်တို့ဒီဒီလိုဟာမျိုးကိုအဲတည်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါကျွန်တော် salmonella parmecampylobacter ပေါ့နော် ရဲ့ကျမတို့က parasite တွေဒါရိုက်ပါလို့ဆို infectious causes ပိုးဝင်ပြီးတော့ကိုကုဆက်ပြီးတော့ဒါ food poisoning ဖြစ်စေတဲ့ကောင်ဒါကကျမတို့ toxin တွေလိမ့်တဲ့ပေါ့နော်ခုနကကလေးလိုမျိုးပဲအစိတ်ကြောင့်ဖြစ်တာ staphylococcus aureus ကနေပဲထုတ်ထားပြီးသား enterotoxin ကြောင့်ဖြစ်တာ preformed toxin လို့လည်းဒါကိုကျမတို့ခေါ်တယ်အဲ့တော့အစိတ်ကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်အစိတ်ကြောင့်ဖြစ်စေတဲ့ bacteria တွေပါရှိတယ်ကျမတို့နားလေဝင်လိုက်တယ်ပေါ့ဘာလို့ဆိုခါကြတော့အဲတချို့တော့ကျမတို့ rapid test တွေဆိုလို့ရှိရင် toxin ကိုဥတီပြီးတော့ခါကြတော့ rapid test အဲ method နဲ့ရှာဖွေထားရှိတယ်ဒါကကျမတို့ပိုးကောင်ပေါ့နော် bacteria ကိုသိကျင်တယ်ဆိုလို့ရှိရင်လည်း bacteria ကိုဥတီပြီးတော့ခါကြတော့ရှာဖွေ test တွေဒါကျမတို့ တို့ဒီခွဲခြားပြီးတော့ကျမတို့ကသူရဲ့ food wine စနစ်မျိုးစားကြီးပို့လွယ်တယ်ဆိုတော့အဲ့ဒါကိုပြောတာဖြစ်တယ်အဲ့အဲ့ဒါမှာဘာလဲဘာလဲဆိုရင်တောက်ဆင်းနေမှဆိုလို့ကျမတို့ Staphylococcus aureus ပါမယ် Bacillus cereus ပါမယ်တခါကျမတို့ Clostridium ပါပြင်ကျ Clostridium Botulinum ပေါ့နော် Botulinum ကတော့ကျမတို့ကိုအဲဒီအာ ပို့ပြီးတော့ငါကျတော့အနေရများတဲ့အုပ်စုတွေမှာပါတယ်အသက်သေးဆုံးမှနေတယ်မှာပါ S code line လိုပဲကျွန်မတို့တောက်စင်တော့လေးတဲ့အုပ်စုတွေမှာဆိုလို့ရှိရင်တော်တော်လေးကျွန်မတို့ပြဿနာပေးနိုင်တဲ့အဲအဲနောက်နောက်ဆက်တွဲစိုးစိုးများတဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုကျွန်မ highlight လုပ်ထားရခြင်းဖြစ်တယ်ဒါကကျွန်မတို့အစားတော့ကျွန်မတို့အစားတော့မဟုတ်ဘဲနဲ့အဲဒီဟိုဟာတွေပေါ့နော်အစားတော့ပြန်ရောပါတာမဟုတ်ဘဲနဲ့ chemical တွေဒါဟိုလမ်းကြောင်းတွေဝင်တာပြီးတော့ကျွန်တော် environment နဲ့ပေါ့နော်ဒီမြန်မာ ပတ်ဝန်းကျင်မှာရှိတယ်ဒီ pesticide လို့ခေါ်တယ်ဒီပိုးမှပိုးသက်စီတွေပေါ့နော်ပိုးသက်စီပေါင်းသက်စီကျမတို့ဒီစိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ပစ္စည်းတွေပေါ့နော်ဒါဟာကျမတို့ဒီ heavy metal တွေပေါ့နော်ဒီဓာတ်ရုပ်ပစ္စည်းတွေအဲတခုခုဓာတ်မျိုးတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအရာတွေကကိုယ့်ရဲ့ဒီအစားအသောက်အစားလမ်းကြောင်းတွေဝင်လာပြီဆိုလို့ရှိရင်ဒါတွေရလည်းပဲ poison တွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်ကျမတို့ဒီကိုယ်ကွန်ဆန်အားဖြင့်ဒီလိုမျိုးကျမတို့အုပ်စုလေးတွေကိုအကြမ်းများဖြစ်ခွဲခြားဖို့လိုအပ်တယ် common ဖြစ်တဲ့အတွေ့အများတဲ့အုပ်စုတွေကဒီအုပ်စုတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့နားလည်ပြီးကိုယ်ကွန်ဆန်အားဖြင့်ကျမတို့ဘယ်လိုမျိုးပုံစံနဲ့ယောဂကိုဥတီပြီးရှာဖွေမလဲဆိုတာကို နားလည်ပြီးလို့ကျွန်မထင်တယ်။အခုနကျွန်မတို့ပြောရဲ syndromic diagnosis ပေါ့နော်။ယောဂါလက္ခဏာအစုပေါ့နော်။လက္ခဏာ ပြတဲ့အနေထားပေါ်လိုက်ပြီးတော့လည်းပဲကျွန်တော်ခွဲခြားလူရရတယ်ပေါ့နော်။ဥပမာကျွန်တော်ရေဝမ်းသွားတဲ့အော်ရံနေပေါ့နော် watery diarrhea ဖြစ်တယ် vomiting ဖြစ်တယ်ဆိုလို့ရှိရင် likely cause က viral လို့ထင်တယ်ဆိုလို့ရှိရင်ဥပမာကျွန်တော် norovirus ကိုသွားပြီးစဉ်းစားမယ်ပေါ့နော်။ဒါလည်းပဲသူ့ရဲ့ဒီအုပ်စုထဲမှာ infectious disease အုပ်စုထဲမှာပါဝင်နေနေတာဖြစ်တယ်ဆိုတော့ဒါပြစ်ကျွန်တော်တို့သွားစဉ်းစားရတယ်ပေါ့။ဒါခါကျွန်တော်တို့ဝမ်းသွားတဲ့နေရာမှာသွေးပါတယ်ဆိုလို့ရှိရင်အဲ diarrhea ကဘာ blood ပါထည့်ပြီးတော့ပါတယ်ဆိုတော့ကျွန်တော်တို့ invasive bacteria ပေါ့နော်။ရှည်ရဲလားရော EHEC ပေါ့နော်။ကျွန်တော်တို့တော်တော်လေးဆိုရရတဲ့အခုပိုင်းစဉ်မျိုးစားတွေဖြစ်နိုင်တယ်။ဒါခါကျွန်တော်အချိန်တိုတွင်းမှာအ ့ on and ဆိုလို့ရှိရင်ခုနကကလေးလိုမျိုးပေါ့နော် rapid onset 1 to 6 hour အတွင်းမှာတန်းပြီးတော့ဟိုဒါလက္ခဏာညလာပြီဆိုရှင်ဒါ toxin ဆောင်ဖြစ်တာ staphylococcus aureus toxin ဆောင်ဖြစ်နိုင်တယ်လူကျွန်တော်တို့ကလည်းဟိုယူဆရတယ်ပေါ့နော်ပြီးတော့ဟာကြကိုပိုငင်တက်တာဝမ်းသွားတာ fever ပါတွဲလာပါလာပြီဆိုလို့ရှိရင်တော့ infection ဝင်တာပေါ့နော် salmonella ကံပိုက်လိုပဲဒါမျိုးတွေကျွန်တော်တို့တွားပြီးတော့စဉ်းစားတယ်ဒီဆောင်မှုလူကျွန်တော်တို့က syndromic pattern တွေကိုလည်းပဲအသိဖို့လိုရတယ်ဒါမှမဟုတ်အဲ့ဒါလည်းကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့အနေအထားတွေကိုစဉ်းစားဖို့လိုပဲပေါ့ဆိုတော့ဒါတွေကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ laboratory ပိုင်းကနေပြီးတော့တန်းပြီးတော့ဘယ်ဥစ္စာအကြောင်းဖြစ်နိုင်လဲဆိုတော့တန်းပြီးတော့စစ်ကြရ မလို့ဒါတွေကဒီ refer အဒီသူ့ရဲ့ဒီ laboratory test ကို recommend လုပ်တဲ့ physician ရဲ့ဒီ idea ဒါလည်းဖြစ်တယ်ပေါ့သူ့ရဲ့ opinion ဒါလည်းဖြစ်တယ်ကျွန်တော်တို့ကသိထားရမှာကဘယ်လိုနေထားမျိုးတွေကြောင့်မလို့ sis ဖို့လိုအပ်တာလေးဆိုရင်အကြောင်းကိုကတော့ကျွန်တော်ကဒီ concept အဖြစ်သိထားဖို့လိုအပ်ပါတယ်လူနာနေနေရကြတော့ဘယ်ချိန်မှာဒီဟိုပါပေါ့အခုညရှာဖို့လိုမလဲဆိုလို့ရှိရင် bloody diarrhea ပေါ့နော်အဲတွေးဝမ်းသွားတယ် ဗီဒီယိုတနေ့ကျွန်တော်တို့ဝင်သွားတဲ့ဟာကိုမှသွေးပါလာတဲ့အနေထားအားတော်တော်လေးဒါကပြဿနာရှိရပေါ့နော်ခုနကပြောလို့ invasive infection ဒီဆောင်ဖြစ်နိုင်တယ်ဒီခါကျွန်တော်တို့ပို့ပြီးတော့အဲအချိန်ကြာကြာသွားနေပြီပေါ့နော်၃ရက်လောက်ထပ်ပို့ပြီးဝင်သွားနေပြီဆိုရင်လူကမခံတာလူကအဲ၁ရက်လောက်ဝင်သွားပြီဆိုလို့ရှင်တော့အချိန်ရင်းနေလိမ့်များသွားပြီဆိုလို့ရှင်လူကနှုံးနေပေါ့နော်၃ရက်ဆိုလို့ရှင်တော်တော်တော်လေးဒါကျွန်တော်တို့ဟိုအသက်အနေအရောင်ရှိနေတယ်ပေါ့နော်တချို့လူတွေဆိုမှကျွန်တော်အရန်အသက်ငယ်တဲ့ကလေးတွေဒါမှမဟုတ်ရှင်လည်းလူတက်ကြီးရွယ်ဝေးခုရံဆောင်ကစားခြင်းတွေလူဆိုလို့ရှင်တော့ဝင်သွားတဲ့အနေထားကိုကျွန်တော်တို့၁ရက်၂ရက်တက်ကိုပို့ပြီးတော့ခံနိုင်မှာမဟုတ်ဘူးဒါရဲ့ကျွန်တော်တို့ဒါ အကူအညီရှာပြီးတော့ခါကြတော့ဒါစီးယုံစီးရပပြတင်တဲ့နေသားရဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရှိဒီစီးယုံဒီစီးကန်တွေရောက်လာပြီဆိုလို့ရှိရင်အဲဒီလူနာတွေရဲ့အနေသားတွေက complicated ဖြစ်တယ် ဒီလိုမျိုးပြဿနာတစ်ခုခုရှိနေတဲ့ဒေတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲခုနကတော့လိုမျိုး rapid test နဲ့စစ်ဆေးတာတွေ confirmation test နဲ့စစ်ဆေးတာတွေဆက်လက်ပြီးတော့မဖြစ်မနေလှုပ်ဆောင်ပွဲရလိုအပ်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကြတော့ခုနကပြောသလိုပဲ laboratory test တွေကဘယ်ချိန်မှာလိုအပ်တယ်လဲဆိုလို့ရှိရင်တော်တော်လေးဆိုးတဲ့ data ပတ်သက်လိုအပ်တတ်တယ်ပေါ့ဒါကြောင့်ဆင်မတို့ကတော်နာဖူမိုင်းစင်းနေဖြစ်တယ်ဆိုတဲ့အနေအထားကိုအဲ diagnose လုပ်ဖို့ရန်အတွက်ကကြတော့လေပဲတော်နာဆင်မတို့အဲ ဈေးရုံစည်းကမ်းတွေမှာလုံးလေးလုံးထားမရှိဘူးအဲအရန်ဟိုဒါဈေးရုံတက်လာပြီ emergency ဖြစ်လာပြီဆိုလို့ရှိရင်ဒီလိုမျိုး sick ဖြစ်ဖြစ်နေတာရောက်လာပြီဆိုလို့ရှိရင်ဒီလိုနေထားမျိုးတွေပါလာပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါ laboratory test က less နေနေတာစစ်ဆေးမှုလိုအပ်လာမျိုးတွေရှိလာနိုင်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကိုယ်ပဲပြန်နားလေဖို့လိုအပ်တယ်ဒါကကျွန်တော်တို့မှာဆက်ပြီးတော့ပြောထားတာက high fever ပေါ့နော်အရန်ပြားချင်1 2အဲတက်ကိုပိုပြီးတော့များနေတယ်ဒါကကျွန်တော်အရေမဝင်တော့ရဝင်တော့ရဒီ on and off ပေါ့နော်လုံးဝအရေတက်ပြန်မဖြစ်နိုင်တော့ဘူးဆိုလို့ရှိရင်လုံးဝဇက်ကလည်းမဝင်တော့ဘူးဆိုလို့ကျွန်တော်တို့ကနောက်တစ်မျိုးထပ်ပြီးတော့နားကို hydration ပေးရတော့မယ်ဒါက အဲ့ကြလို့ရှင်ကျွန်တော်လိုအပ်တဲ့ဒါဆေးရုံတက်ပြီးကုသမှုတွေလိုလာပြီနောက်ကကျတော့တခြားတော့ရှင်ပိုးသက်ဈေးပါညာတွေစပြီးတော့ပေးဖို့လိုအပ်လာပြီပေါ့နော်အကျော်ရရထည့်ဖို့လိုလာတာမျိုးတွေကျွန်တော်စဉ်းစားရမယ်နောက်ကကျတော့ကျွန်တော်ရေတဲ့အရန်ခန့်ချပြီးတော့ကျွန်တော်စီလုံးဝမထွက်တော့တာငရင်းအောင်ရင်းချက်သွားတာအမတ်တက်တော့မရနိုင်တော့တဲ့ဒီမိုးရေဒါမျိုးတွေလည်းကျွန်တော်ဖြစ်နိုင်တယ်တခါကျွန်တော်ကိုဝင်ဆောင်မျိုးမြင့်ဆိုလို့ရှင်လည်းပဲနည်းနည်းပမာလောက်ဆိုလို့ရှင်တော့မသူကဆေးရုံရောက်ဖို့လိုအပ်တယ်မသူကဘာဆိုသူကအသက်ကနှစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲလူကအမေရခံနိုင်တယ်ဆိုလို့ရှင်တော့ကလေးတွေထိခိုက်နေတာရှိရဲ့တချို့တော့ကျွန်တော်တို့ကိုဝင်ဆောင် တွေအတွက်စုံစမ်းဆောင်တွေမှာတည်ထားတဲ့နယ်ဒီဖူပိုင်းစင်းနေဆိုင်ရပြဿနာရှိရပေါ့ဒါကြောင့်ကျွန်တော်ပြီးလို့ရှင်လည်းကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်ဒါကြောင့်မလို့ဒီလိုမျိုးခြေနေမှာဆိုလို့ရှင်တော့ကျွန်တော်ဆေးရုံဈေးကန်းတွေလူနာရီရလာတတ်တာအများကြီးအဲ့ဒီအချိန်မှာခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲယောဂဆစ်ဆေးဖို့ရန်အတွက်လိုအပ်တဲ့ဒီအနေအထားတွေကိုပြင်ဆင်ပြီးတော့ခါကြတော့ကုသပြုအတွက်လိုအပ်တဲ့အနေအထားမျိုးတွေဖြစ်လာရပေါ့နော်ဒီမှာကျွန်တော်တို့ဖူပိုင်းစင်းနေဖြစ်တဲ့နေသားတွေကိုက CVR ဖြစ်တဲ့ science ကိုပြပြထားရပေါ့ဒီမှာတော့အားလုံးပေါ့ science ၅ခုသူပြပြထားတာလေးရှိတယ် အဲနံပါတ်1ကဒီ liquid down ပေါ့နော်ကိုကအရေကိုမတောက်နိုင်တဲ့အထီကိုအရန်ကို vomiting ဖြစ်လာတာအန်သွားတယ်ပြန်ပြန်ဖြည့်ရမယ်ဆိုပေမဲ့လည်းပြန်မဖြည့်နိုင်တော့တဲ့အထီကိုအရန်အန်နေတာဒါကကျွန်တော်ဝမ်းသွားတဲ့အထီမှာမှသွေးပါလာတာပေါ့ဒါကကျွန်တော်အရန်ကိုရေတဲ့ခန်းချပြီးတော့မူးတာဝေတာခုနပြောလို့လုံးဝအဲ့ရမှာပဲလှည့်ပြီးတော့မတက်တော့ရဲလို့မရတော့တဲ့အထီကိုအရန် dehydration ဖြစ်နေတာဒါကကျွန်တော်တို့အဖျားတက်တာပေါ့နော်1 to 2တက်တာဒါကကျွန်တော်တို့ဝမ်းသွားတာကအကြာကြီးပေါ့နော်၃ရက်လောက်ကိုထပ်ပို့ပြီးတော့ဝမ်းသွားနေပြီဆိုလို့ရှိရင်ဒါကဈေးုံဈေးကနေမှလာပြီးပြတ်တက်တဲ့နေသားတွေဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းပဲနောက် က်ဆက်ရဖြစ်တဲ့လက္ခဏာမျိုးဆိုနောက်ဆက်ရဖြစ်နိုင်တဲ့ဒီအနေအထားမျိုးဆိုမှာတော့ရှေ့ရှုပြီးတော့အခါကျတော့ယောဂကိုရှာဖွေဖို့အတွက်ကိုအပူတွေလှုပ်ဆောင်ဖို့လိုရတယ်သူတွေဆိုမှာတို့အစုပြုံအစုလိုက်ပြုံလိုက်ပေါ့နော် outbreak ပုံစံမျိုးဖြစ်လာတဲ့အနေအထားမျိုးဆိုလို့ရှိရင် food poisoning ဖြစ်ရတဲ့ cause ကိုသိဖို့လိုရတယ်နောက်တစ်ခါကျတော့ကျမတို့အဲတကယ်လို့ source ကတခုတည်းကရှိနေမယ်ဆိုရှင်အဲ့ source ကိုကျမတို့ရှာဖွေပြီးတော့ခါကျတော့ဒီ clean လုပ်ဖို့လိုရတယ်ပေါ့နော် clean up လုပ်ဖို့လိုရတယ်အခုမှကျမတို့ food poisoning ဖြစ်စေတဲ့ဒီအစားအသောက်ပေါ့နော်ဒါကြမှာစားကြပါဆိုကျမတို့ဈေးပဲဆိုပါတော့ဈေးမှာအဲ့ဒီ food poisoning အဲဖြစ်စေတဲ့ဒီ bacteria စသ နေရပဲဒါမျိုးတွေကိုအဲတောက်လျှောက်ပေါ့နော်ဒါအယောင်းချနေရထောင်မလို့ရှင်လည်းလည်းပဲဟိုပါ source တစ်ခုခုကနေပြီးခါကြတော့ကျွန်တော်အမြဲတမ်းဒါ manufacturer လုပ်နေရပေါ့ထုတ်လုပ်နေရဆိုလို့ရှင်လည်းဒါကိုကျွန်တော်သွားပြီးတော့စစ်ဆေးပြီးတော့ရှင်းပြနေမှလိုအပ်တယ်ဒါမျိုးတွေကျွန်တော်စဉ်းစားရမှာနော်လူစုလိုက်ပြုံလိုက်ကဖြစ်နေပြီဆိုလို့ကျွန်တော်ဒါ outbreak ပုံစံမျိုးယူပြီးတော့စဉ်းစားရမှာဒီခါကျွန်တော်တို့ခုနပြောလိုပဲအလူပွဲတို့တခြားတော့ကျွန်တော်တို့အစုလိုက်ပြုံလိုက်ဒီစားတော့တယ်ဆိုတော့ ဒီအနေအထားမျိုးတွေမှာဆိုလို့ရှင်လဲပဲအဲ့ဒီနေရာတွေမှာသွားပြီးတော့စစ်ဆေးပြီးတော့ခါကြတော့ဒီ food handler တွေပေါ့နော်အစားအသောက်ကင်တွေတဲ့လူတွေကိုပါဆင်မတို့ကသွားပြီးစစ်ဆေးဖို့လိုအပ်တယ်သူတို့တွေကဒီနေရာမှာဖြစ်ပြီးမလဲဒီစားနေရာမှာထပ်ပြီးတော့ဖြစ်လာအဲ့ဒီလူမျိုး outbreak ပုံစံမျိုးအစုလိုက်ပြောင်းလိုက်ထပ်ပြီးတော့ food wise နဲ့ဖြစ်စေဖို့ရန်အတွက်ကိုသူတို့တွေကအဲ့ပင်ရင်းနေဖြစ်နိုင်နေပေါ့နော်ဟိုဆင်မတို့ရှေ့ကဆင်မ type fight media တွေကလည်းပြောခဲ့တာလေးရှိတယ်ဒါမျိုးဒါမျိုးတွေဆိုပြန်ပြီးတော့စဉ်းစားပြီးတော့ခါကြတော့တုံ့တက်ဖို့လိုအပ်တာပေါ့နော်ဒါကြောင့်ဆင်မတို့ဒီ severe food poisoning ရဲ့အနေအထားတွေကိုလည်းပဲစဉ်းစားပြီးတော့ခါကြတော့ science တွေကိုလည်းပဲသိပြီးဆိုလို့ရှိရင်လူနာတွေဘာဖြစ်လို့ဆေးရုံစည်းကမ်းလာ ပြရတယ်ဆိုရင်ဒေတာမျိုးကပြန်လည်ပြောခါကျတော့ trace လုပ်ရမှာဖြစ်ပါတယ် နောက်ဆုံးလည်းဖြစ်တဲ့အနေအထားတွေကကျွန်မဒီမှာရေးထားတာဥပမာလေးတွေပေါ့နော်ဆာမိုနဲလာလစ်စတီရီယာလို့ဆိုလို့ဆိုကျွန်တော်တို့ဒီမီနင်ဂျိုင်းဒစ်ပေါ့နော်အုံနောက်အမေးရောက်မှာဖြစ်တဲ့တယ်ဒါနောက်ဆက်တွဲဒါမကုသပဲနဲ့ထားမယ်ဆိုရင်ဒါမလို့ရှင်လည်းပဲကုသတာနောက်ကျခဲ့တယ်ဆိုလို့ရှင်ထားပြီးဖြစ်နိုင်တယ်တခါကျွန်မတို့ဒီသွေးနုပ်ပြုခဲ့ရဲပေါ့နော် hemolysis hemolytic uremic syndrome ကစောက်ကွက်ကွာသွားပြီးတော့ထိခိုက်စေတဲ့ဟာမျိုးတွေဆိုတော့ H coli ကြီးကပေးတတ်တယ်ဒါကျွန်မအစ်စ်ရောင်တာတွေပေါ့နော်ဆာမိုနဲလာရှိခဲ့လာကမ်ပါလိုဘက်တာရာစီနေအဲ့လိုဘက်တီးရီးယားတွေကြောင့်နောက်ဆက်တွဲနေနေ arthritis ဖြစ်စေနိုင်တယ်ဒါကျွန်မတို့အုံနောက်အရွယ်ဆိုပျက်စီးတဲ့ဆိုတဲ့ဟာကိုရှင်းရကျွန်မပြောခဲ့တယ်တောက်ဆင်းထုတ်လုပ်ပြီးတယ် ော်စီရင်တော့ဘော်ဂျူလင်နေကြောင်းမလို့ဖြစ်စီရဲ့နောက်တစ်ခါကျခုနကကိုဝင်ဆောင်တွေမှာပြဿနာဖြစ်တယ်လို့ဆင်မပြောခဲ့တယ်။အဲတော့ Listeria လို့မျိုး Bacteria ရာဆိုလို့ရှိရင်ကိုဝင်ဆောင်ရဲ့အမျိုးသမီးရေဆိုလို့ရှိရင်ကလေးရဲ့အသံတွေပါထိခိုက်နိုင်တယ်။ကလေးအကိုဝင်ပြက်ကြရဲဆိုရင်ဒီလိုမျိုးတွေဖြစ်စီတယ်။ဒါကြောင့်ဆင်မတို့ဒီအဲဒီ complication တွေရဲ့အကြောင်းကိုလည်းပဲကြံမြရပဲနားလည်ထားဖို့လိုအပ်တယ်။တချို့နေရာကျတော့အစာစိတ်တင်ပြီးတော့လောလောဆယ်တော့တတ်တာပါ။ဒါပေမဲ့လည်းဆိုလို့ရှိရင်ဆက်လက်ပြီးတော့ရတဲ့တက်ပေါင်းများစွာလာပေါင်းများစွာဆက်ပြီးတော့သူ့ရဲ့ရောဂါလက္ခဏာရဲ့ကြံပြီးတော့ရှိနေနိုင်တယ်ခဲ့ပေါ့။ဒါကြောင့်မလို့ဆင်မတို့က complication တွေကိုဒါအဲနားလည်ပြီးပြီဆိုလို့ရှိရင်ဘလို့ယောဂါတွေက ရတော့ဒီစာလေး rapid test နဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်း confirmation test နဲ့ဖြစ်ဖြစ်စစ်ဆေးတင်နေဆိုလည်းနားလည်ရမယ်ဘလို့အစာအုပ်စုတွေကတော့ food poisoning တွေပြီးတဲ့လေဘလို့ရှင်မျိုးမှာတော့ emergency ဖြစ်တဲ့လေဆိုတော့ဆင်ပေါ်နားလည်ပြီးတော့ခါကြတော့ outbreak တွေဆိုလို့ရှင်ဒါဒီစာလေး guide ဖြစ်ရှင်းနိုင်နေတဲ့မှာဆင်မတို့ပေါင်ဝင်ပြီးတော့ခါကြတော့ level ဒီပိုင်းကလောက်ဆောင်ရမယ်ဆိုတော့ဆင်မကနေပြောကြလို့ရပေါ့နော်အဲ့တော့ဆင်မတို့အဲဒီ laboratory test အနေနဲ့က rapid test ဒီပိုင်းရှိတယ်နောက်တစ်ခါကျတော့ conventional test လို့ခေါ်တယ်ဒါတမယိုးစာစစ်ဆေးပြီးတော့ခါကြတော့ရောဂါအတည်ပြုတယ်ဆိုရင်အဆင့်တီရအောင်စစ်ဆေးရတဲ့အားရှိရပေါ့နော်ဒါတွေကိုလည်းဆင်မတို့ Google ပြပြနားလည်ဖို့ လိုတဲ့တွေ့ကြအောင်လို့အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ထပ် lesson မှာဆက်လက်ပြီးတော့ပူချပြီးတော့ပါဖြစ်ပါတယ်